အလုံးမဲ့မင်္ဂလာပါကွယ်တီချေကတော့တတ္တမရန်ပထဝီဝင်ဘာသာရက်ကိုတင် जा ပေးမယ်တီချေမို့ပဲဖြစ်ပါတယ်သားတို့သမီးတို့ရေတီချေကဒီနေ့အခန်းလေးအာဆီယံနိုင်ငံများရဲ့ဒေသန္တရပထဝီအကြောင်းကသင်ခန်းစာတစ်ဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့အကြောင်းကိုတင် जा ပေးမှာဖြစ်ပါတယ် အဲ့တော့ဒီချင်တဲ့အတူကြည့်လိုက်ကြရအောင်ဒီပုံလေးကတော့ကမ္ဘောဒီးယားနိုင်ငံရဲ့အလန်တော်နဲ့ညီပုံပဲဖြစ်ပါတယ်ဒါကိုသားတို့သမီးတို့ကိုဒီချဲကဖော်ပြပေးထားတယ်အဲ့တော့ဒီချဲကိုဆက်ပြီးတော့နိုင်ငံရဲ့တီနီယာအကျယ်ဝန်းကမ္ဘောဒီးယားနိုင်ငံဘယ်မှာရှိတယ်လဲသူဘယ်လောက်ကျယ်ဝန်းတယ်လဲဆိုတာကိုဆက်ပြီးတော့လေ့လာကြမယ်နော်အဲ့တော့ကမ္ဘောဒီးယားနိုင်ငံဟာ အရှိတောင်အာရှမှာပါဝင်နေနိုင်ငံတစ်ခုဖြစ်တယ်။ဟောမြောင်းလတီကျကြတော့7ဒီဂရီနဲ့14ဒီဂရီအကြားမှာရှိနေတယ်။အရှိလောင်ကြီးကျုပ်ကိုကြည့်မဲ့အခါကျတော့102ဒီဂရီနဲ့30မိနစ်။ဟော108ဒီဂရီ30မိနစ်ကြားမှာတည်ရှိနေစရာကိုဒီချို့ဒီမှာကပြထားတဲ့ပုံလေးကနေပြီးတော့တွေ့နိုင်နေနော်။ဟောအရှိမြောက်ဖက်မှာပါရှိတယ်လာအိုနိုင်ငံရှိတယ်။ ရှေ့နဲ့အရှေ့တောင်ဘက်မှာကြတော့ဗီယက်နမ်နိုင်ငံရှိနေတယ်။အနောက်တောင်ဘက်ကိုတစ်ခါကြည့်ပြန်တဲ့အခါကျတော့ထိုင်းပင်လယ်ကူကြီးရှိနေတယ်။ဟောအနောက်မြောက်နဲ့မြောက်ဘက်မှာကြတော့ထိုင်းနိုင်ငံတို့ရှိရဆိုတာကိုတွေ့ရမှာဖြစ်တယ်။ဒီမြေပုံထဲမှာပြထားတဲ့အတိုင်းအရှေ့အနောက်တောင်မြောက်ဆိုတဲ့အရမျက်နာကိုကြည့်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံရဲ့เนาะအရှေ့နောက်တောင်မြောက်မှာရှိတဲ့နိုင်ငံတွေကိုသားတို့သမီးတို့သိနိုင်မှာဖြစ်တယ်။အဲ့တော့တီချာတို့ သူ့ရဲ့တည်နေရာကိုသိပြီဆိုလို့ရှိရင်ကမ္ဘောဒီးယားနိုင်ငံကြီးကဘလောက်ကျယ်ဝန်းသလဲဆိုတာကိုဆက်ပြီးတော့လေ့လာမယ်နော်ကမ္ဘောဒီးယားနိုင်ငံဆိုလို့ရှိရင် student kilometer 38000နဲ့1035 student kilometer ကျယ်ဝန်းနေဆိုတာကိုလေ့လာတွေ့ရှိရမှာဖြစ်တယ်နော်အဲ့တော့ဒီသင်ခန်းစာမှာဒီချေတို့သူရဲ့တည်နေရာကို ဖော်ပြရတဲ့ latitude နော်လောင်ကြီးကျုပ်လေးတွေနူပုံနဲ့ပြထားတယ်ဒီမှာကြည့်ပါ နောက်တစ်ခါအကျယ်ဝန်းစတူယန်ကီလိုမီတာကိုလည်းတီချေတို့ဒီမှာဖော်ပြထားတယ်။ဒါကိုတီချေတို့ပြထားတဲ့ပုံလေးတွေနဲ့သားတို့တမီးတို့တွဲဖက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ဒါမှတ်မိလွင်မှာဖြစ်ပါတယ်။အဲ့တော့တီချေတို့ကမ္ဘောဒီးယားနိုင်ငံရဲ့မြေမျက်နှာသူမျိုးအကြောင်းကိုဆက်ပြီးတော့လေ့လာကြမယ်နော်။ဟုတ်ပြီ။သူ့ရဲ့နိုင်ငံရဲ့အရှိပမာပုံမှာပြထားတဲ့အတိုင်းပဲမွိုင်းကုန်းမြင့်ရှိတယ်။မွိုင်းကုန်းမြင့်ရဆိုလို့ရှိရင်ဘလောက်မြင့်လဲဆိုရင်1912မီတာအထိမြင့်နေတယ်။ เนาะအဲ့ဒါကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခါမဲကောင်မြစ်ဘက်ကို तू ကနှိတ်ဆင်းသွားတာကိုတွေ့ရမယ်ဟောဆက်ပြီးတော့ကြည့်မယ်မြောက်ဖက်မှာအဒန်ရတ်တောင်တန်းနေရှိတယ်ဟောတောင်ဘက်မှာရှိတယ်တောင်မြောက်တန်းနေတဲ့ elephant တောင်တန်းနောက်တစ်ခါအလဲပိုင်းချိုင်ဝမ်ရဲ့အနောက်ဘက်မှာ ထိုင်းနိုင်ငံနေနမိတ်ထိဆက်နေတဲ့ဘာတောင်တန်းရှိလဲဆိုလို့ရှိရင်ကာရမွန်တောင်တန်းရှိတယ် ုတ်ပြီနော်အဲ့ဒါတွေကိုမြေပုံထဲမှာလည်းရှင်းဖော်ပြထားတယ်တွက်ဖက်ပြီးတော့လေ့လာကြည့်မယ်နောက်တစ်ခုကမ္ဘောဒီးယားနိုင်ငံရဲ့အလယ်မှာဂျိုက်ဝမ်းနေရှိတယ်နောက်တစ်ခါသူကဘေးပတ်ပတ်လည်းမှာကြတော့အကုန်းမြင့်နေရှိနေတယ်အမြင့်ဆုံးတောင်နော်ဘာတောင်လဲဖနန်အော်ရစ်ဆိုတဲ့တောင်ဖြစ်တဲ့သူ့ရဲ့အမြင့်ဟာဆိုလို့ရှိရင်1823မီတာမြင့်နေဆိုတာကိုဒါတို့သမီးတို့လေ့လာမှသားရမှာဖြစ်တယ်နော် ကမ္ဘောဒီးယားနိုင်ငံမှာဆိုလို့ရှိရင်တုံလီဆက်ချိုင်ဝမ်နောက်တစ်ခါမဲခေါင်မြစ်အောက်ပိုင်းရေလန်းလင်ပြင်းနဲ့ဗဇတ်မြစ်နော်မြေဝါလွင်ပြင်းတို့ပါဝင်တာကိုတွေ့ရမှာဖြစ်တယ်။အဲ့ဒီဟာတွေကိုတီချေရကြီးမှာပုံလေးနဲ့လဲပြထားတယ်။သူ့ရဲ့မိမနာသွင်းပြအနေထားအတောင်တန်းနေမြေဝါနေချိန်ဝါနေကိုလိလာရလွယ်ကူအောင်တီချေဇာလေးနဲ့လဲဒီမှာဖော်ပြပေးထားတယ်နော်။ အကုန်မြင့်ရှိတယ်ဘလူးလဲမွိုင်း1012ကိုမီတာမြင့်နေဆိုတာဟုတ်လေဖော်ပြပေးထားတယ်တောင်တန်းတွေရှိရဲတောင်တွေရှိတယ်ဒန်ရတ်တောင်တန်းဒန်ရတ်တောင်ရှိတယ် elephant အကာရမွန်တောင်ဖရန်အိုရဲဆိုပြီးတော့တောင်တွေတောင်တန်းတွေကိုလည်းတိချဲစရားလေးနဲ့ဒီမှာဖော်ပြပေးထားပါတယ်နောက်တစ်ခါဂျိုင်ဝမ်လွင်ပြင်တွေကိုကြည့်တဲ့အခါကျတော့အတုံဒီဆက်ဂျိုင်ဝမ်အမေကောင်မြေအောက်ပိုင်းမှာရေလန်းလွင်ပြင်ရှိမယ်ပါဇက်မြေဝမ်လွင်ပြင် ်စရှိသဖြင့်เนาะကုန်းမြင့်တောင်နှမ်းတောင်အကြိုက်ဝမ်းလွင်ပြင်အစရှိသဖြင့်เนาะသူ့နဲ့တွက်ဖက်ပြီးတော့လိလာရလွယ်ကူအောင်ဇာလီနဲ့ဖော်ပြထားတာကိုကြည့်မယ်ဆိုလို့ရှိရင်အသားတို့သမီးတို့အနေနဲ့ဒီကမ္ဘောဒီးယားနိုင်ငံရဲ့မိမနာအသွင်ပြင်ကိုမှတ်သားရလွယ်ကူမယ်လို့ထင်ပါတယ်။အဲ့တော့ဒီချက်လို့ဆက်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့ရေစင်းအကြောင်းကိုဆက်ပြီးတော့လေ့လာကြမယ်နော်။အဲ့တော့ကမ္ဘောဒီးယားနိုင်ငံရဲ့ရေစင်းကိုကြည့်မယ်ဆိုလို့ရှိရင်အော်ဒီမှာ မီးဘုံနဲ့တွေ့ဖက်ပြီးတော့ဒီချက်ဖော်ပြထားတယ်။ကမ္ဘောဒီးယားနိုင်ငံအရှိဘက်၃ပုံတပုံမှာမဲခေါမြစ်ကြီးဟောမှာစစ်ဆင်းနေတယ်။ဟုတ်ပြီနော်။သူကအလဲပိုင်းခြိုင်ဝန်းကိုမြောက်ကနေတောင်ဖြတ်တန်းပြီးတော့စစ်ဆင်းလာတာကိုပုံမှာမြင်ရမယ်။အော်မြစ်စင်းတဲ့အကြောင်းကိုအပြာရောင်ကြီးနဲ့လည်းဖော်ပြထားပါတယ်နော်အဲ့တော့သူစစ်စင်းလာတယ်။အော်တုံလီဆက်မြစ်ကိုကြည့်မယ်။အဲ့တုံလီဆက်မြစ်ကကြတော့မြို့တော်ဖနွမ်းပင် နော်အဲ့မြို့တော်ဖနန်ပင်နီးမှာသူကဘယ်သူနဲ့ပေါင်းလဲဆိုတော့မဲခေါင်မြင့်နဲ့ပေါင်းသွားတယ်ဆိုရယ်ပုံလေးကိုလည်းမြင်နိုင်တယ်နော်အော်ပေါင်းသွားတယ်ပေါင်းစုံပြီးရခါကျတော့သူကမဲခေါင်မြင့်ရဲ့ဗဇတ်မြင့်အဖြစ်နဲ့ပြန်ပြီးတော့သူကခွဲထွက်သွားတာခွဲထွက်သွားပြီးတော့သူကဘယ်လိုသွားလဲအဗီယန်နိုင်ငံကနေတဆင်တောင်ကျုပ်ပင်လယ်ကြီးတဲကိုစီဝင်သွားတယ်ဆိုတာကိုသားတို့သမီးတို့ပုံနဲ့တကွာတွက်ဖက်ပြီးတော့နေလာလို့ရတယ်နော်အဲ့တော့တီချက်ဇာလေးနဲ့ပြထားတာကမြင့်ကြီးအဓိကမြင့်ကြီးကမဲခေါင်မြင့်ဖြစ်တယ် နောက်မြစ်တည်ရှိသေးတယ်ဗာလဲပါဇတ်နဲ့တုံလီဇတ်ဆိုတဲ့မြစ်တည်ကိုလည်းတွေ့ဖက်ပြီးတော့မှတ်သားပါနော်ဟုတ်ပြီအဲ့တော့တီချာတို့နော်ကမ္ဘောဒီးယားနိုင်ငံရဲ့ရေစင်းအကြောင်းကိုသိသွားပြီဆိုလို့ရှိရင်နောက်တစ်ခုပါလဲကမ္ဘောဒီးယားနိုင်ငံမှာဘလူရာသီဥတုတွေရှိတယ်လဲဆိုတာကိုသွားပြီးတော့လေ့လာကြည့်အောင်နော်ရာသီဥတုကိုကြည့်မယ်ကမ္ဘောဒီးယားနိုင်ငံမှာအလဲပိုင်းခြိုက်ဝန်းဒေတာဘာရာသီဥတုရတယ်လဲဆိုလို့ရှိရင်အပူပိုင်းဆာဗနာရာသီဥတုကိုသူကရရှိတာဖြစ်တယ် ဟုတ်ပြီနော်ဇွန်လနေနိုဝင်ဘာလအထိသူကမိုးဥတုနောက်တစ်ခါဒီဇင်ဘာလနေဇွန်လအထိကကျတော့ຫນွေဥတုတနိုင်ငံလုံးမှာအပူပိုင်းမုတ်တုံရာသီဥတု ရှိတယ်ဆိုပြီးတော့ရာသီဥတုအနေနဲ့မှတ်သားရမှာတော့ဘာမှသိပြီးတော့မများဆဆမရှိဘူးနော်အဲ့တော့တီချေတို့မှတ်ရလွယ်အောင်တီချေကဒီဇာလေးနဲ့နော်မြေပုံလေးနဲ့တွက်ဖက်ဖော်ပြထားတယ်အပူပိုင်းစာဝနာရာသီဥတုရှိတယ်မိုးဥတုကတော့ဇွန်လနေနိုဝင်ဘာဆိုတာလေးကိုမှတ်လိုက်ပါ ော့မြေဥတုကကြတော့ဒီဇင်ဘာကနေပြီးတော့ဇွန်လကြည့်ရှိတယ်ဆိုပြီးတော့ဒါကိုမှတ်သားလို့ရတယ်။သူကအပုတ်ပိုင်းမုတ်တုံ ရာဒီဥတုရရှိတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုတားတို့တမိတို့မှတ်သားလို့ရပြီလို့ဒီချက်ထင်းနေတော့အဲ့ဒီချက်ကိုဆက်ပြီးတော့နောက်အကြောင်းအရာတစ်ခုကိုလေ့လာမယ်ဆိုရင်ဘာလဲ။ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့တဘာဝပေါက်ပြင်းတဲ့မြေစီလွှာအကြောင်းကိုဒီချက်ကိုဆက်ပြီးတော့လေ့လာကြမယ်နော်။ ဟုတ်ပြီအဲကမ္ဘောဒီးယားနိုင်ငံမှာဆိုရှင်အမဲကောင်မြင့်ရဲ့တုံလီဆက်မြစ်တာရေရှမ်းပြီးတော့အငယ်လေးချောက်အလဲပိုင်းခြိုင်ဝမ်းဒေတာဟာမြေဩဇာကောင်းတဲ့ဒေတာဖြစ်တယ်ဟုတ်ပြီနော်အမဲစိတ်တတော်တွေကိုနေရာအနှံ့မှာတွေ့ရမယ်ဟောတုံလီဆက်အိုင်ပောင်းဝင်းကျင်မှာကြတော့မြဲမဲခောင်မြင့်တလျှောက်မှာဘာတော်တွေတွေ့ရမလဲဆိုရှင်အပူပိုင်းရပြတ်တော်တွေတခါတွေ့ရမယ် ော်တုံနေဆိုင်ရေအိုင်ဒီမှာကြည့်ရှဲပုံနည်းနဲ့လည်းပြထားတယ်เนาะအဲ့တုံနေဆိုင်ရေအိုင်ကြီးဟာဆိုလို့ရှိရင်မဲခေါင်မြင့်နဲ့မြေချောင်းငယ်များမှာမြေဝဆာကောင်းတယ်အဲ့မှာအဲ့လိုမြေဝဆာကောင်းတဲ့မြေစီလာကိုတွေ့ရတယ်အဲ့တော့တီချာတို့ဆက်ပြီးကြည့်ရခါကျတော့နော်ကမ္ဘောဒီးယားနိုင်ငံရဲ့အရှိတောင်ဘက်မှာကျတော့မီးလောင်ချော်မြေတွေကိုတွေ့ရတယ်။အဲ့တင်ကေတာတွေအားဖြင့်အော်ဒီမှာအနီရောင်လေးတွေ့လာမီးလောင်ချော်မြေ ဒါတွေကိုတခုချင်းတီချဲတို့ဘယ်လိုမျိုးသင်္ကေတနဲ့ပြထားလဲဆိုရင်အမြဲစိမ့်တော့ကိုကြတော့တီချဲတို့အစိမ့်အောင်ကွက်ကလေးနဲ့ပြထားတယ်အပူပိုင်းရွက်ပြတ်တော့ကြတော့လိမ္မော်ရောင်လေးကိုတုံးဆွဲထားတယ်ဟောမြေဩစာကောင်းတဲ့အလစ်ပိုင်းကြတော့ဗာလဲတီချဲတို့အဝါရောင်ပြထားပါတယ်မိအောင်ချုံမြေအနီအောင်လေးတွေရှေ့တောင်ဘက်မှာရှိရဆိုတော့ကိုဒီလိုမျိုးအမှတ်သားလေးတွေကိုကြည့်ချင်းအားဖြင့်နော်ဘယ်နေရာမှာဘလို့ပစ္စည်းဘလို့ထွက်တယ်ဘလို့မြေစီလွာရှိရဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်เนาะအဲဒါကိုမှတ်ရလွယ်အောင်ဒီချေ ဇာခွက်လေးနဲ့လည်းထပ်ပြီးတော့ဒီမှာပေါ်ပြထားပါတယ်မြစ်မဲခေါင်မြစ်ရှိမယ်တုံဒီဆက်မြစ်တုံဒီဆက်အိုင်เนาะဒါမှတ်သားရမယ်မြစ်ဒီတစ်တော့ပါရှိလဲအမြဲစိန်တော့ရှိမယ်အပူပိုင်းရပြတ်တော့ရှိမယ်ဩမြေမျိုးစားကိုကြည့်ရခါကြပြန်တော့မြေဩစာကောင်းတဲ့မြေစီလွာအမီးတောင်ချော်မြေဆိုပြီးတော့ဒါကိုတွက်ဖက်ပြီးတော့လေလာမယ်မှတ်သားမယ်ဆိုလို့ရှိရင်မှတ်မိလွယ်မယ်เนาะ ဟုတ်ပြီအဲ့တော့တီချယ်တို့အခုကမ္ဘောဒီးယားနိုင်ငံကြီးရဲ့တဘာဝပေါက်ပင်နေမီစီလောအကြောင်းကိုလေ့လာပြီးကြပြီเนาะအဲ့တော့တီချယ်တို့ဆက်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံရဲ့လူဦးရေနည်းလူမျိုးများအကြောင်းကိုဆက်ပြီးတော့ကြည့်ကြရအောင်ဟော2019ခုနှစ်မှာသူကလူဦးရေ16တန်းကျော်ရှိတယ်ဟောကမ္ဘောဒီးယားနိုင်ငံရဲ့လူဦးရေက65ရာခိုင်နှုန်းခန့်ဟာဘာလူမျိုးတွေလဲဆိုရှင်ခမာလူမျိုးတွေဖြစ်တယ်အများကြီးပဲเนาะဟောလူဦးရေအများစုဟာ မြစ်ဝါးနဲ့မြင်းလေးဒေသတွေမှာသူတို့ကအခြေချပြီးတော့နေထိုင်တယ်။ဘာတွေကိုကိုယ်လေးထေရဝါရเนาะဗုဒ္ဓဘာသာဟောမဟာယာနဗုဒ္ဓဘာသာခရိယန်ဘာသာနဲ့နောက်ပါရှိသေးလေနတ်ကိုကွယ်မှုတွေလည်းရှိတယ်။ဒီအချက်လေးတွေပဲလည်လာမှာဖြစ်ပါတယ်။ဟုတ်ပြီနော်အဲ့တော့သားတို့သမီးတို့နော်မှတ်သားရလွယ်ကူအောင်ဒီချက်ဒီမှာဇာတ်လေးနဲ့ရှင်တွဲပြီးတော့ဖော်ပြထားတယ်။2018ခုနှစ်မှာလူကြီး16တန်းကျော်ရှိရဲဆိုတာကိုမှတ်ရမယ်။ လူမျိုးဘာတွေရှိလဲခမာလူမျိုးဘလောက်တောင်ရှိလဲနိုင်ငံရဲ့65ရာခိုင်နှုန်းတောင်ရှိတယ်။ဘာသာခေရဝါရဗုဒ္ဓဘာသာကိုးကွယ်တယ်မဟာယာနဗုဒ္ဓဘာသာကိုးကွယ်တယ်ခရိယန်ဘာသာကိုကိုးကွယ်တယ်လို့အခြားနှစ်ကိုးကွယ်တဲ့လူတွေလည်းရှိတယ်ဆိုတာကိုလည်းဒါသူတို့ကိုးကွယ်တဲ့ဘာသာတွေနဲ့တွဲဖက်ပြီးတော့နေလာလို့ရပြီเนาะအဲ့တော့တီချေရိုကမ္ဘောဒီးယားနိုင်ငံကြီးရဲ့စိုက်ပျိုးရေးအကြောင်းကိုဆက်ပြီးတော့နေလာကြည့်အောင်เนาะစိုက်ပျိုးရေးကမ္ဘောဒီးယားနိုင်ငံရဲ့စီးပွားရေးဟာစိုက်ပျိုးရေး နော်စိုက်ပျိုးရေးကိုသူကအခြေခံတဲ့နိုင်ငံဖြစ်တယ်စိုက်ပျိုးမြေ area ဘလောက်ရှိတယ်ဆိုရင်85ရာခိုင်နှုန်းခန့်မှာသူကစပားကိုစိုက်တာဒါမှလည်းနွမ်းပင်လွင်ပြင်မဲခေါင်မြစ်ပါဇက်မြစ်အိတ်တလျှောက်နော် လွင်ပြင်ဒီမှာဆိုလို့ရှိရင်သူကစပားကိုစိုက်ပျိုးတယ်နောက်တုန်လီဇက်အိုင်လွင်ပြင်အနောက်မြောက်ဘက်မှာချီရဒေသနောက်မြောက်ဘက်ဒေသပေါ့နော်ထိုင်းပင်လယ်ကွေ့ကမ်းခြေမြေနိဒေသတွေအဲ့တောင်ဆောင်တွေ เนาะမြေပုံမှာလည်းဖော်ပြထားတယ်အဲ့ဒေတာတွေမှာသူကစဘာကိုအဓိကထားပြီးတော့စိုက်ပျိုးတဲ့နိုင်ငံဖြစ်တယ်စံစဘာရောဘာနိုင်ငံရဲ့အဓိကပို့ကုန်တင်းငံဖြစ်တယ်သူတို့နိုင်ငံထွက်တဲ့စံစဘာတွေရောဘာတွေကနိုင်ငံခြားတိုင်းပြည်ယူတင်ပို့တယ်အဓိကပို့ကုန်တင်းငံဖြစ်တယ်ဆိုတာကိုမှတ်သားရပါမယ်ရောဘာရောဘာကကြတော့ဒုတိယစိုက်ပျိုးပင်ဖြစ်တယ်အတိကစံစဘာဆိုတာသိလိုက်ပြီเนาะဟောဒုတိယဘာစိုက်တယ်လေရောဘာဘင်ကိုစိုက်ပြိုးတယ်ဆိုတာကိုလည်းတွေ့ဖက်ပြီးမှတ်ပါ အဲရောဘာကိုဗမာစိုက်လေအရှိပဲတောင်ကုန်းဒေသတွေအဲ့ဒီနေရာစိုက်ပြိုးတယ်တခြားစိုက်ပြိုးတဲ့အပင်ကြီးရှိသေးတယ်ဘာကြီးလဲပြောင်းပေပီဆက်ဝါစေဂျန်နောက်တစ်ခါပါလဲငရုတ်ကောင်းတဲ့ကော်ဖီဆိုပြီးတော့အဲ့ဒီအပင်တွေကလည်းစိုက်ပြိုးတယ်ပင်ကြီးဖြစ်တယ်အဲ့တော့တီချဲတို့ဒါမှတ်သားရလွယ်အောင်နော်စိုက်ပြိုးတဲ့အပင်လေးတွေနော်မြေပုံနဲ့တကွာပြထားတယ် တော့စိုက်ပျိုးပေး area အားလုံးရဲ့85ရာခိုင်နှုန်းကစဘာစိုက်ပျိုးရဲဆိုတဲ့အကြောင်းကိုဒီချက်ပြထားပေးပါတယ်။ဟောလွင်ပြင်နော်စဘာအဓိကစိုက်တယ်ဗမာလည်းဖဏန်းပြင်လွင်ပြင်မှာစိုက်တယ်မဲခေါမြင့်နဲ့ပါဇက်မြင့်အဲ့တခြားမှာစိုက်တယ်နော်တုံလီဆက်အိုင်လွင်ပြင်အနောက်မြောက်ဒေသမှာလည်းစိုက်တယ်ဟောထိုင်းပင်လယ်ကွေ့ကမ်းခြေမီနိဒေသတောင်ဆောင်းတွေမှာလည်းပဲ စိုက်ပျိုးတယ်ဆိုတာကိုဒီဇာလေးနဲ့တွက်ဖက်ပြီးတော့မှတ်သားပါနော်အဓိကပို့တယ်ဘာတွေပို့လဲစံစဘာနဲ့ရောဘာကိုပို့တာဟောစံစဘာကအဓိကစိုက်ပျိုးတဲ့တည်နံဖြစ်တယ်ဒုတိယရောဘာဆိုတာကိုလည်းမှတ်သားလိုက်ပါနော်ဟုတ်ပြီအဲ့ဒါပြီးရင်အခြားစိုက်ပျိုးတဲ့တည်နံတွေဘာဖြစ်လဲဒီချေဒီမှာပုံလေးတွေနဲ့ဖော်ပြထားတယ်ဟောဒီချေတို့နိုင်ငံမှာစိုက်တဲ့အပင်လေးတွေတည်နံလေးတွေနဲ့စင်တူပါတယ်ဟောပြောင်းပေပီဆက်ဟောစီ ောက်တစ်ခါကြံငရုတ်ကောင်းကော်ဖီရယ်ဆိုပြီးတော့အခြားသီးနှံလေးတွေကိုလည်းတက်ဖက်ပြီးတော့မှတ်သားလိုက်လို့ရှိရင်ဒီကမ္ဘောဒီးယားနိုင်ငံကြီးရဲ့စိုက်ပျိုးရေးလုပ်ငန်းအကြောင်းကသားတို့သမီးတို့နေအတွက်မှတ်မိရလွယ်သွားမယ်လို့ဒီချက်ထင်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ဒီချက်တို့ဆက်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့မွေးမြူရေးအကြောင်းကိုလေ့လာကြအောင်မယ်။ပါရီမွေးတယ်လေကျွဲတွေနွားတွေမွေးတယ်ကျွဲနွားတွေကိုချွင်းရဲ့စိုက်ပျိုးဖို့အတွက်မွေးတယ်နောက်တစ်ခါအသားအတွက်လည်းမွေးတယ် နော်ထုံရက်စိုက်ပျိုးဖို့တခုတည်းမဟုတ်ဘူးနော်ကျွမ်းနွားတလေးဆန်တွေကိုစားသုံးဖို့အတွက်အသားအတွက်လည်းသူတို့ကမွေးမြူကြတယ်နော်ကျွမ်းနွားမွေးမြူရရဆိုရှင်သူတို့နိုင်ငံမှာလည်းအရန်ရေးပါတယ်နော်တခြားဝင်ငွေရရှိတဲ့လုပ်ငန်းဖြစ်တယ်ဆိုတာကိုလည်းမှတ်သားသင့်ပါတယ်နော်ဟုတ်ပြီဒါကကမ္ဘောဒီးယားနိုင်ငံမှာမွေးမြူတဲ့ကျွဲနွားဆိုတဲ့ဇာတ်လေးအများကြီးလိမ့်လာစရာမရှိတော့ဘူးနော်ဒါဆိုလို့ရှိရင်မှတ်မိလွယ်မယ်လို့ တချေထင်းနေအဲ့တော့ဆက်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံမှာဘာအကြောင်းကိုဆက်ပြီးတော့တချေလိုလိလာကြအောင်လဲငါးဖန်းလုပ်ငန်းရှိတယ်เนาะရေချိုငါးဖန်းလုပ်ငန်းရှိတယ်သူဟာဆိုလို့ရှိရင်နိုင်ငံရဲ့အရေးပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်သားပါဟောရေချိုငါးဖန်းလုပ်ငန်းကိုဘယ်မှာလုပ်တယ်လဲဟောမြစ်ချောင်းတွေဖြစ်တယ်မဲခေါင်းမြစ်နဲ့တုံလီဆက်အိုင်ဒီမှာအဓိကလုပ်တာပေါ့ဒီအကြောင်းလေးပဲရှိပါတယ်အဲ့တော့အဓိကမြစ် ငါဖမ်းလုပ်ငန်းလုပ်တဲ့အကြီးကမြင့်နဲ့အိုင်ကိုဖော်ပြထားတယ်။မဲခေါင်မြင့်နဲ့တုံနေဆက်အိုင်ဆိုတဲ့ဇာတ်လေး။ဟုတ်ပြီ။ဘာလုပ်လဲ။ရေချိုငါဖမ်း။ဒါလေးပဲမှတ်ဆရာရှိပါတယ်နော်။ဒါဆိုလို့ရှိရင်သားတို့သမီးတို့အနေနဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့ငါဖမ်းလုပ်ငန်းအကြောင်းကိုသိသွားပြီလို့ထင်တယ်။နောက်ထပ်အကြောင်းအရာတစ်ခုကဘာဖြစ်မလဲဆိုတော့တစ်ထုတ်လုပ်ငန်းတစ်ထုတ်လုပ်ငန်းကိုကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရဲ့ area ရဲ့ထက်ဝက်ကျော်ဟာတစ်တော်တွေเนาะ သူ့နိုင်ငံကြီးတစ်ခုလုံးရဲ့ထက်ဝက်ကျော်ကတစ်တော်တွေရှိရဲဒါပေမဲ့တစ်ထုတ်လုံမှုကြတော့နေပါတယ်။နော်အကြီးကတစ်တော်ထွက်တဲ့ပစ္စည်းတွေရှိတယ်။ဘာကြီးလဲတစ်ထင်းရှူးစီအထင်းမီသွေးနဲ့တစ်ဆေးဆိုပြီးတော့အဲ့ဒီတစ်တော်ထွက်ပစ္စည်းလေးတွေကိုတော့မှတ်သားတင်ပါတယ်နော်။အော်ဒါတစ်ထုတ်လုပ်ငန်းဖြစ်တဲ့ဒီချဲမှတ်သားရလွယ်အောင်ဒီလိုမျိုးလေးပြထားပါတယ်။တစ်တော် area ရဲ့ထက်ဝက်ကျော်ခန့်ရှိတယ်ဆိုတဲ့ဟာကိုတီးဖို့အတွက်ဒီမှာဖော်ပြထားတယ်။ ်တောတဲ့ပစ္စည်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဘာရှိမလဲတဲထင်းရှူးစီထင်းမီးသွေးနဲ့တစ်ဆေးဆိုပြီးတော့ဒီချေလို့ဖော်ပြထားတယ်ဒါဆိုလို့ရှိရင်ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့အကြောင်းကတိထုတ်လုပ်ခြင်းအကြောင်းကိုဒါလေ့လာပြီးသားဖြစ်သွားပြီနောက်တစ်ခုဒီချေလို့ဆက်ပြီးတော့ကြည့်မယ်ကမ္ဘောဒီးယားနိုင်ငံမှာဘာရှိသေးလဲဘာရှိသေးလဲဆိုရှင်ဆက်မှုလုပ်ငန်းတွေလုပ်ကင်သေးတယ်ဒီဆက်မှုလုပ်ငန်းအကြောင်းကိုဆက်ပြီးတော့လေ့လာကြမယ်နော်ဆက်မှုလုပ်ငန်းမှာရောဘာဆက်ယုံနေရှိတယ်သူကရောဘာဒုတိယ နော်ရေးကြည့်တယ်စိုက်ပြိုးတဲ့ဟာဖြစ်တဲ့အတကြောင့်မို့ရောဘာစက်ယုံရှိတယ်။ဟောတကြားစက်ယုံရှိမယ်။ဟောဘီလက်မြေစက်ယုံ။ညီနန်ချက်စက်ယုံ။ဟောအထက်သားစက်ယုံလည်းရှိမယ်။စက်ကူလုပ်ငန်းတွေလည်းရှိမယ်။ဒါအပြင်ပါရရှိသေးတယ်။ထုံးချောက်တွေတူဖော်မယ်။အရွှေထုတ်လုပ်ခြင်းတွေလုပ်ကြိုက်မယ်။အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မြေပုံလေးမှာတီချဲကဒီလိုလေးဖော်ပြထားပါတယ်နော်။စက်ယုံနေအဲ့ဒီချေလို့ဒီမှာစက်ယုံတွေကိုလည်းအောက်ကဇာလေးတွေမှာဆက်ပြီးတော့ ဖော်ပြထားတယ်ဒါကိုတွဲဖက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်မှတ်မိလွယ်မယ်ရောဘာစယုံရှိမယ်တကြားစယုံရှိမယ်ဘီလမြေစယုံရေနံချက်စယုံအထက်သားနဲ့စက်ကူစယုံဆိုတာတွေကိုဒီမှာဖော်ပြထားတယ်နောက်တစ်ခါထုံးချောင်းနဲ့ရွှေလုပ်ငန်းတူဖော်တဲ့လုပ်ငန်းတွေကိုကြာတော့တယ်သားလူသမီးတို့ဒါမှတ်သားလို့ရအောင်တွဲဖက်ဖော်ပြထားပါတယ်နော်ဟုတ်ပြီဒါတွေကိုမှတ်မိပြီဆိုလို့ရှိရင်ဒီချင်နောက်အကြောင်းအရာတစ်ခုကဘာဖြစ်မလဲဆိုရင်ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့ပို့ဆောင်ဆက်သွယ်ရေး ပို့ဆောင်ဆက်သွယ်ရေးအကြောင်းကိုဒီလိုဆက်ပြီးတော့ကြည့်ကြရအောင် ကမ္ဘောဒီးယားနိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးကမ္ဘောဒီးယားနိုင်ငံမှာပထမအဆုံးဖောက်လုပ်ထားတဲ့မြေထားလမ်းရှိတယ်။သူကဘလောက်ရှိလဲဆိုလို့ရှိရင်နော်601ကီလိုမီတာရှိတယ်။ဖနွမ်ပင်နဲ့ point but နော်အဲ့ဒါကိုဆက်ထားတယ်လမ်းဖြစ်တယ်။မြေထားလမ်းရဲ့ရှိရာတော်တော်လေးကိုရှည်လျားတာကိုတွေ့ရမှာဖြစ်တယ်။နောက်အခြားလမ်းတစ်ခုကဘာလဲ262ကီလိုမီတာရှိတဲ့ နော်ဖနမ်းပင်ကနေပြီးတော့ကန်ပွန်ဆန်နော်ရင်းနဲ့စိတ်ကန်းကိုဆက်ထားတာဖြစ်တယ်အရာပါလဲနောက်တစ်ခုနောက်တစ်ခါ1980ပြည့်နှစ်မှာဆိုရှင်ဖနမ်းပင်နဲ့ဘက်တန်ဘန်ဂျထာလန်ဘက်တန်ဂျထာလန်ကိုပြန်ပြီးတော့ဖွင့်နိုင်ခဲ့တယ်ဘယ်နှခုနေလဲ1980ခုနှစ်မှာသူတို့ကပြန်ဖွင့်နိုင်ခဲ့တာ214ကီလိုမီတာရှိတယ်ဖနမ်းပင်ကန်ပွန်အုတ်ရခင်တော့ကအရင်ကသူကတီဟာနူပီဆိုပြီးတော့ခေါ်ရတယ် ဟောခမားအမေရိကန်ချစ်ကြီးလမ်းမကြီးလည်းရှိတယ်။ဒါကိုတော့သူတို့ကအမေရိကန်ရဲ့အကူအညီနဲ့ဖောက်လုပ်ခဲ့ရတာဖြစ်တယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်နော်။နောက်တစ်ခုမြို့တော်ဖနွမ်ပင်ဖနွမ်ပင်မြို့တော်နဲ့လာအိုထိုင်းဗီယက်နမ်အဲ့ဒီနိုင်ငံကြီးလည်းသူကဆက်သွယ်ထားသေးတယ်။ဒီမှာတီချေပြထားတဲ့ပုံလေးတွေမှာရှိမယ်။သူကဆက်သွယ်ထားတယ်လမ်းမကြီးရဲ့နော်ရှိတယ်။ဘာတူတွေနဲ့လဲ။ လာအိုရဲ့ထိုင်းရဲ့ဗီယက်နမ်နေနဲ့ဆက်သွယ်ထားတဲ့လမ်းမကြီးကြီးပဲဖြစ်တယ်နော်။အော်မဲခေါင်မြစ်ကိုကြည့်မယ်ဆိုလို့ရှိရင်သူကအဓိကနော်ပြည်ရင်းမှာရေချောင်းလမ်းကိုသုံးတာဖြစ်တယ်။နော်မဲခေါင်မြစ်ကသူ့ရဲ့အဓိကရေချောင်းလမ်းကြီးဖြစ်တဲ့မိုးကာလမှာဆိုလို့ရှိရင်သူကဘလောက်ထိအောင်သွားနိုင်တယ်လဲဆိုရင်ကီလိုမီတာ1400ကြီးကိုသူကသွားနိုင်တယ်မိုးများတဲ့ချိန်မှာ။နေရာဒီမှာဆိုလို့ရှိရင်တော့သူက600ကီလိုမီတာထိသွားနိုင်တယ်ရေလမ်းကြီးသုံးပြခြင်းပဲဖြစ်တယ်နော်။ ဟုတ်ပြီအဲ့တော့ကျေတို့ဆက်ကြည့်မယ်ဆိုလို့ရှိရင်ထိုင်းပင်လေခွေเนาะအဲကမ်ပွန်ဆန်เนาะပင်လေအော်ကနေပြီးတော့အရင်နဲ့စကန်သူကစောက်ထားတယ်ပြီးစောက်ပြီးရဲ့အတွက်ကြောင့်မို့ပင်လေခွေတင်မောကြီးတွေအခုဆိုလို့ရှိရင်ဝင်ထွက်နိုင်ပြီเนาะအဓိကလေစိတ်တွေရှိတယ်ဗာလဲဖနန်းပင်ဖနန်းပင်ကအဓိကလေစိတ်ဖြစ်တယ်အခြားလေစိတ်တွေကတော့ဗာဖြစ်မလဲဘက်တန်ပန်းเนี่ย စင်ရစ်ဆိုရယ်လေစိတ်တွေပဲဖြစ်တယ်ဆိုတာကိုမှတ်သားရလွယ်အောင်ဒီမှာမြေပုံလေးနဲ့ကြည့်ရှဲဖော်ပြထားတယ်။ဇီယာခွက်ကလေးတွေလည်းတစ်ခုစီဖော်ပြထားတယ်နော်။ဟောရေချောင်းသုံးဆွဲတာရှိမယ်။မီယထာလန်သုံးဆွဲတာရှိမယ်။ကာလန်လေချောင်းလန်အဲ့တော့တစ်ချက်စီကြည့်မယ်ဆိုလို့ရှိရင်ရေချောင်းကမဲခေါင်မြစ်ကိုတုံးနေဆိုတာကိုမှတ်သားရမယ်။အော်ကမ်ဘုတ်ဆန်ပင်လေအော်ဟုတ်ပြီနော်နောက်တစ်ခုမီယထာလန်ဖနမ်ပင်နဲ့ပွိုင်းပတ် ဖနမ်ပင်နဲ့ကမ်ပေါန်ဆန်ဒါမြစ်ထားလားအင်းနဲ့မှတ်သားရမှာဖြစ်တယ်။ကားလန်းကတော့ဗာလဲဖနမ်ပင်နဲ့ကမ်ပေါန်အော့ဒီချောင်းလန်းဖနမ်ပင်ယူရိုရှိမန်အဘက်တန်ဘန်နဲ့စင်ရစ်ဆိုပြီးတော့ဒါလီချောင်းအောင်ဆွဲတဲ့နေရာတွေဖြစ်တယ်ဆိုတာကိုသားတို့သမီးတို့ဒီစရားလေးတွေနဲ့မှတ်သားမယ်ဆိုလို့ရှိရင်မှတ်မိသွားပြီလို့ဒီချဲထင်ပါတယ်။တော့ဒီချဲတို့ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့ကုန်သွယ်ရေးအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်အောင် ကုန်သွယ်ရေးအဓိကနိုင်ငံတကာနိုင်ငံမှာဆိုလို့ရှိရင်နော်ထုတ်ကုန်ရှိမယ်သွင်းကုန်ရှိမယ်ဟုတ်ပြီအဓိကထုတ်ကုန်ရှိမယ်အဓိကထုတ်ကုန်နေရာဘာလဲဆိုရှင်အစားတောက်ကုန်ပစ္စည်းတွေရင်းမျိုးမျိုးရှိမယ်နော်ဆက်မှုလက်မှုကရိယာပစ္စည်းတွေလည်းရှိတယ်နောက်တစ်ခါကုန်ညာပစ္စည်းတွေဖြစ်တယ်ဘာတွေလဲအဓိကပုတ်ကုန်နေရာတိတော့တဲ့ပစ္စည်းတွေရော်ဘာရေတဲ့ပစ္စည်း တရားထွက်ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုမှတ်သားရမယ်နော်နောက်တစ်ခါသွင်းကုန်သူနိုင်ငံမှာလိုအပ်တဲ့ပစ္စည်းတွေကိုအခြားအနေမှာယူတင်သွင်းတယ်သွင်းကုန်ပစ္စည်းတွေကတော့ဘာတွေဖြစ်မလဲရေနံထွက်ပစ္စည်းရွှေစောက်လို့ရနဲ့ပတ်သက်တဲ့ပစ္စည်းတွေဖြစ်တယ်နောက်ခါဆက်ပစ္စည်းအစိတ်ပိုင်းတွေရင်းနီးမတော်ရင်များပေါ့နော်ဆေးနဲ့ဆေးပစ္စည်းတွေဖြစ်တယ်အဲ့ဒါတွေကသူကအခြားအနေတင်သွင်းတယ်သွင်းကုန်တွေဖြစ်တယ်ဆိုတာကိုမှတ်သားရမယ်အများအဖြစ်ဆိုလို့ရှိရင်အဲ့ဒီပစ္စည်းတွေကဘယ်ကနေတင်ပို့တယ် ဘယ်ကနေမှယူလဲအဲ့ပစ္စည်းတွေကိုတရုတ်ပြည်သူတမရနိုင်ငံစင်ကာပူနိုင်ငံထိုင်းနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတွေကနေသူကမှယူတင်သွင်းတာဖြစ်တယ်နော်ဟုတ်ပြီနော်သူရဲ့ကုံသွယ်ဖက်နိုင်ငံတွေဖြစ်တယ်စီးပွားရေးပြုလုပ်တဲ့ကုံသွယ်ဖက်နိုင်ငံတွေကတော့ဘာတွေလဲအမေရိကန်ပြည်ထောင်စုအဗီတိန်ဂျာမနီဂျပန်တရုတ်ပြည်သူတမရနိုင်ငံနဲ့ကနေဒါနောက်တစ်ခါစပိန်နိုင်ငံသူကသူနဲ့အဓိကကုံသွယ်ဖက်နိုင်ငံတွေဖြစ်တယ်ဆိုတာကိုတီချဲတို့ကဒီမှာမြေပုံလေးနဲ့အတူအကဇာကွက်ကလေးနဲ့ တွက်ဖက်ပြီးတော့လေ့လာဖို့ကိုဖော်ပြပေးထားတယ်။အဓိကထုတ်ကုန်ရှိမယ်။နောက်ကပို့ကုန်ရှိတယ်၊သွင်းကုန်ရှိတယ်။ကုန်သွယ်ဖက်ရှိမယ်။ဒါတွေကိုတွက်ဖက်မှတ်မယ်။ဟုတ်ပြီနော်။သူ့နိုင်ငံမှာအဓိကထုတ်တာဘာတွေလဲ။အစားအသောက်တွေ၊ရင်မျိုးတွေ၊နောက်တစ်ခါဆက်မှုလက်မှုကိရိယာတွေ၊ကုန်ကျန်းပစ္စည်းတွေဒါတွေဟာကမ်ဘောဒီးယားနိုင်ငံကြီးမှာအဓိကထုတ်တဲ့ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုဒီစရားလေးနဲ့မှတ်သားပါ။နောက်တစ်ခါအဓိကပို့ကုန်ကိုကြည့်မယ်။တစ်တော့ထွက် ပစ္စည်းရှိမယ်ရောဘာရှိမယ်ရေထွက်ပစ္စည်းရေရှိမယ်လေဟာထုတ်ကုန်တွေရှိမယ်ဒါတွေကို तू အတိကတင်ပို့တယ်တချို့တော့အခြားကနေပြီးတော့မှားတင်သွင်းရတယ်တင်ကုန်ပစ္စည်းရေရှိတယ်ကြည့်အောင်နော်ဒီစရာလေးအတိုင်းပဲရင်းနှံထွက်ပစ္စည်းရှိမယ်နော်ရွှေစောက်လို့ရပစ္စည်းရေမှားရမယ်ဆက်ပစ္စည်းနဲ့ရင်းတွေကိုလည်းမှားရမယ်နောက်တစ်ခါစင်းနဲ့စေးပစ္စည်းတွေကိုလည်း မာယူကျင်သွင်းတဲ့ကုန်ပစ္စည်းရဖြစ်တယ်ဆိုတာကိုဒီဇာတ်လေးနဲ့တွေ့ဖက်ပြီးတော့မှတ်သားလို့ရတယ်နော်နောက်တစ်ခုသူ့နဲ့အဓိကတွဲပြီးတော့ကုန်သွယ်ဖက်ပြုလုပ်တဲ့နိုင်ငံတွေရှိသေးတယ်။ဘာနိုင်ငံတွေလဲ American ဖြစ်တဲ့ဂျာမနီဂျပန်နောက်တစ်ခါတရုတ်ကနေဒါစပိန်ဆိုပြီးတော့ဒီနိုင်ငံတွေကိုလည်းဒီဇာတ်လေးနဲ့အတူသားတို့သမီးတို့တွေ့ဖက်ပြီးတော့မှတ်သားမယ်ဆိုလို့ရှိရင်ဒါကမ္ဘောဒီးယားနိုင်ငံကြီးရဲ့အကြောင်းကိုလေ့လာပြီးသားဖြစ်သွားမယ်နော်။ ဲ့တော့နောက်အကြောင်းအရာတစ်ခုဒီ share ကိုဆက်ပြီးတော့ကြည့်မယ်ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့မြို့ကြီးများအကြောင်းပဲဖြစ်ပါတယ်မြို့ကြီးများမြို့ကြီးမှာဆိုလို့ရှိရင်အရင်ဆုံးမြို့တော်မြို့တော်အကြောင်းပြောမယ် Phnampin Phnampin ကကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော်ဖြစ်တယ်သူ့ရဲ့လူဦးရေကိုကြည့်တဲ့အခါကျတော့ကိတ္တသမ၅သန်းကျော်နေထိုင်တာကိုမှတ်သားရမှာဖြစ်တယ်ဒီလာတွေ့ရှိရတာပေါ့เนาะဖနန်ပင်ဟာဆိုလို့ရှိရင်တုံလီဇတ်မြင့်နဲ့မဲခေါမီတို့ ေါင်းစုံတဲ့နေရာမှာရှိရဲဆိုတာရေစင်းเจ้าကိုတင်ငယ်တုန်းကတအားသမီးတို့မှတ်သားပြီးသားဖြစ်မယ်လို့တည်ရှဲထင်ပါတယ်။ဟုတ်ပြီနော်။အဲ့ဒီမြင့်ကြီးနှစ်ခုပေါင်းစုံတဲ့နေရာမှာရှိတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့အကြီးကစီးပွားရေးမြို့ဖြစ်တယ်။သူ့မှာဘာတွေရှိတယ်။အထည်ချုပ်လုပ်ငန်းတွေရှိတယ်။အခီးသွားတဲ့လုပ်ငန်းတွေရှိတယ်။သူကဒါအတိကစီးပွားရေးလုပ်ငန်းဖြစ်တယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်เนาะ။နောက်တစ်ခုဟောဘက်တမန်ဆိုတဲ့မြို့ ဘက်တာဗန်ဆိုတဲ့မြို့ကကမ္ဘောဒီးယားနိုင်ငံရဲ့ဗမာရှိလေ။ဟောမြေပုံနဲ့မှတရှိပြတာတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့နောက်မြောက်ဖက်ဆန်ဂယ်မြေကမ်းပေါ်မှာသူကတရှိနေတယ်။လူကြီးဘလောက်ရှိတယ်။တသိန်းကျော်သူကနေထိုင်နေတယ်။ဆန်ဂယ်မြေကိုဖြတ်ပြီးတော့သူကဖနမ်ပင်နဲ့ဘက်တာဗန်ကိုသူကရထားလမ်းနဲ့သူကဆက်သွယ်ထားတာကိုသားတို့သမီးတို့ဆက်သွယ်ရေးတုန်းကတွေ့ခဲ့ပြီးဖြစ်မယ်နော်။ဟုတ်ပြီနော်။နောက်ပိုင်း point back ထိုင်းနေမိအထီကိုရထားလမ်းနဲ့တိုးချဲ့တယ်။ ဘတ်တဘာနဲ့ခမာအများဆုံးနေထိုင်တဲ့အဲ့ကဘတ်တဘာဆိုတဲ့နေရာမှာခမာတွေအများဆုံးနေထိုင်နေနောက်တကတရုတ်နဲ့ဗီယက်နမ်လူမျိုးတွေနေထိုင်တာကိုလည်းတွေ့ရမှာဖြစ်တယ်နော်ဟုတ်ပြီနော်ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့နောက်တခုမြို့တစ်ခုဖြစ်တဲ့ဘာလဲဆင်ရစ်ဆိုတဲ့မြို့လေးကိုဒီချိန်လိုသွားပြီးတော့လည်လာကြည့်မယ်ဆင်ရစ်ကဆိုလို့ရှိရင်ကမ္ဘောဒီးယားနိုင်ငံရဲ့အနောက်မြောက်ဘက်မှာရှိရဲဆိုတာကိုဒီမှာတွေ့ရမယ်နောက်တကသူကခီးသွားလုပ်ငန်းနဲ့ထင်ရှားတယ် နော်လူကြီးကတော့တသိန်းကျော်နေထိုင်နေဆိုတာကိုလည်းတွေ့ရမယ်နော်ကဘာရင်ကျင်းမှုအမွေနှစ်စီးရင်ဝင်နေပါလေ Angkor Wat ဘုရားကျောင်းအဲ့ဒီမှာအဲ့ဒီမြို့မှာတည်ရှိတယ်ဒါသူ့ရဲ့အဓိကချက်အနေနဲ့မှတ်သားရမှာဖြစ်တယ်နော် ဟုတ်ပြီအရင်တော့ Angkor Wat ဆိုရှင်ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့တယ်အော်ရေပေါ်ရွာလေးတွေတရှိရဲဒါကြောင့်မို့ခီးသွွားလုပ်ငန်းတွေဖွံ့ဖြိုးမှုနဲ့ဆက်ဆောင်နေဆိုတာတိချေလို့မြန်မာနိုင်ငံရဲ့အင်းလေးဒေတာလို့ပေါ့နော်ဟုတ်ပြီနော်နောက်တစ်မြို့တစ်ခုကပါလဲဆိုတော့ ကမ္ဘောချမ်းကမ္ဘောချမ်းမြို့ကကြတော့ကမ္ဘောဒီးယားနိုင်ငံရဲ့ဟောတောင်ဘက်မှာရှိတယ်နော်သူကမဲခေါင်မြစ်အနောက်ဘက်ကမ်းပေါ်မှာရှိတဲ့မြို့ဖြစ်တယ်နော်လူကြီးဘလောက်ရှိတယ်လူကြီးတသိန်းကျော်နေထိုင်တယ်သူကရောဘာကိုအဓိကစိုက်ပျိုးတယ်ရောဘာလုပ်ငန်းအဓိကလုပ်ကင်ပြီးတော့သူကတစ်ထုပ်လုပ်ငန်းရှိတယ်မြို့တစ်မြို့ဖြစ်တယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်အဲ့တော့ဒီချေတို့ဒီကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော်တွေရဲ့အကြောင်းမြို့ကြီးတွေအကြောင်းကိုဒီ မြေပုံနဲ့တကွာတီချဲဖော်ပြပေးထားတဲ့ဇီးအကွက်လေးနဲ့တွက်ဖက်ပြီးတော့ကြည့်အောင်နော်ဖနွမ်းပင်မြို့တော်ဖြစ်တယ်နော် ဟုတ်ပြီ तू ကလူကြီးတက်တက်သမ၅တန်းကျော်နေထိုင်နေဆိုတော့ကိုတီချဲတို့မှတ်ရလွှဲအောင်ဇီးအလေးနဲ့ပြထားတယ်နောက်တစ်ခုဘက်တပန်သတိန်းကျော်နေတယ်နောက်တစ်ခုစင်ရစ်မြို့စင်ရစ်ကလည်းသတိန်းကျော်ပဲနေထိုင်နေမြို့ဖြစ်တယ်အော်နောက်ဆုံးကမ္ဘောချမ်းကမ္ဘောချမ်းကတော့သတိန်းကျော်နေထိုင်နေမြို့ဖြစ်တယ်ဆိုတော့ကိုဒီဇီးအနဲ့တားလို့တမိလို့ တွက်ဖက်လိလာမစလို့ရှိရင်တော့မှတ်သားရလွယ်မှာဖြစ်ပါတယ်အဲ့တော့တီချေတို့အခုကမ္ဘောဒီးယားနိုင်ငံကြီးရဲ့ယူပပထဝီအကြောင်းကိုတီချေတို့လိလာခဲ့ကြပြီเนาะလိလာခဲ့တဲ့အခါမှာဘာတွေကိုသိလဲဘလို့အဓိကချက်တွေဟာမှတ်သားရမလဲဆိုတာကိုကြည့်ကြရအောင်ကမ္ဘောဒီးယားနိုင်ငံ area စတန်ကီလိုမီတာတသိန်းကျော်ကျယ်ဝန်းနေဆိုတာကိုတီချေတို့မှတ်သားရမယ့်အချက်ဖြစ်တယ်နိုင်ငံရဲ့အရှိတ်ဘက်မှာ ဝိုင်ကုန်းမြင့်ရှိရဆိုတာမြောက်ဖက်မှာကြတော့ဒန်ရတ်တောင်နှန်းနေရှိရဆိုတာလည်းမှတ်သားရမယ့်အချက်ထက်မှပါတယ်နော်။နောက်တစ်ခုဘာယာတိဥတု ရှိလဲသူမှာအပူပိုင်းဆာဗနာယာတိဥတုရှိရဆိုတာကိုလည်းဒီချေလို့သိလိုက်ရပြီ။ဟောအမဲစိမ့်တတော်တွေနိုင်ငံအနှံ့မှာတွေ့ရတယ်။ကမ္ဘောဒီးယားနိုင်ငံလူကြီးရကြတော့ဘယ်လောက်ရှိလဲ16တန်းကျော်ရှိရဆိုတာကိုလည်းဒီချေလို့မှတ်သားလိုက်ရတယ်။ ဟောကမ္ဘောဒီးယားနိုင်ငံရဲ့စီးပွားရေးဟာစိုက်ပျိုးရေးကိုအခြေခံနေဆိုတာလည်းပဲဒီချေလို့သိခဲ့ရပြီ ဟောမဲခေါင်မြစ်ဟာနိုင်ငံအတွင်းမှာမိုးရင်းကာလမှာသူဟာကီလိုမီတာ1400ကြီးသွားနိုင်နေတော့နောက်တစ်ခုညွေရာသီရောက်တော့600ကီလိုမီတာကြီးသွားနိုင်နေဆိုတာကိုလည်းဒီချေလို့ဒါသိချလေးမှတ်မိခဲ့ပြီဟောအဓိကကုန်သက်ဖက်နိုင်ငံတွေကိုလည်းသိလိုက်ရတယ်ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့အကြီးအကဲကုန်သက်ဖက်တရားဘယ်သူလဲအမေရိကန်ပြောင်စု၊ဖီတိန်၊ဂျာမနီ ဂျပန်နောက်တစ်ခါတရုတ်ပြည်သူသမ္မတနိုင်ငံကြီးလည်းပါတယ်ကနေဒါနဲ့စပိန်နိုင်ငံကြီးလည်းပါတယ်ဆိုတော့ကိုအဓိကကုန်သက်ဖက်နိုင်ငံကြီးအနေနဲ့မှတ်သားခဲ့ရတယ်နော်အဲ့တော့နောက်ဆုံးအနေနဲ့ဒီရှေတို့ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော်ဟာဘာဖြစ်လဲဖနွမ်းပင်ဖြစ်တယ်ဆိုတော့ကိုမှတ်သားလိုက်ရပြီကဲဒါတို့တမီတို့ရေဒီချက်ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်းလေးအာဆီယံနိုင်ငံများဤဂျေတန္တရပထဝီဝင်ဆိုတဲ့ နော်ခေါင်းစဉ်အောက်ကသင်္ကန်းစာတစ်ဖြစ်တယ်။အော်ကမ္ဘောဒီးယားနိုင်ငံကြီးရဲ့အကြောင်းကိုလေ့လာခဲ့ကြတာပဲဖြစ်တယ်နော်။အဲ့တော့ဒီချဲအခုပြပြပေးခဲ့တဲ့သင်္ကန်းစာလေးကိုသားတို့သမီးတို့အနေနဲ့နားလည်သွားမယ်၊မှတ်မိသွားမယ်။ဒီချဲယုံကြည်ပါတယ်။အဲ့တော့နောက်လာမယ့်သင်္ကန်းစာမှာလည်းဒီချဲနဲ့ပြန်ပြီးတော့တွေ့ကြမယ်နော်။